သမရဒေါ်နယ်ထရမ့်ကသူ့အနေနဲ့ဒုသမရအဖြစ်အနာဂတ်မှာဝင်ရောက်ရှင်ပြိုင်မှာမဟုတ်ဘူးဆိုတာကိုပြက်ပြက်သားသားပြောကြားခဲ့ပေမဲ့သမရအဖြစ်၃ချိန်မြောက်တာဝန်ထမ်းဆောင်ဝင်ရဖို့လာမယ့်ရွက်ောက်ပွဲမှာဝင်ပြိုင်မယ်မပြိုင်ဘူးဆိုတာကိုတော့အတိအကျဖြေဆိုခဲ့ခြင်းမရှိပါဘူး Well I I haven't really thought about it we have some very good people as you know uh but uh I've had I have the best poll numbers I've ever had ဒီကိစ္စနဲ့ပတ်သက်လို့အော်တိုဘားလ29ရက်နေ့ကမလေးရှားကနေဂျပန်နိုင်ငံကိုအသွား Air Force 1ပေါ်မှာ တင်းတောက်တွေကမေးတာမှာတမရထရန်ကမေကွန်းအပေါ်အတိအကျပြန်မဖြေပဲသူ့တမရတက်တန်းအတွင်းအောင်မြင်မှုရရှိခဲ့တာရရှိနေတာတွေနဲ့အတိုက်ခံဒီမိုကရက်အမတ်တွေဘလောက်ညံ့ချင်းကြောင်းလို့နဲ့ရောရှက်ပြီးဖြေချသွားကြတာပါနောက်တစ်ကြိမ်တမရရွက်ောက်ပွဲကို2028ခုနှစ်ကြာမှကျင်းပမှာဖြစ်တဲ့အတွက်တကယ်ရှင်ပြိုင်မဲ့သူတွေအနေနဲ့လည်းအခုချိန်မှာယတိပြအဖြေပေးဖို့ဆောလွန်းနေပါသေးတယ်။အမေရိကန်နိုင်ငံရဲ့ဖွဲ့စည်းပုံမှာလူတစ်ယောက်ဟာတမရအဖြစ်နှစ်ကြိမ်တက်ပို့ပြီးတော့တာဝန်ထမ်းဆောင်ခွင့်မရှိကြောင်းပြဋ္ဌာန်းထားတာကြောင့် တည်ဆဲဥပဒေအရသူ့အနေနဲ့၃ချိန်မြောက်သမရဖြစ်တာဝန်ထမ်းဆောင်ဝင်မရှိတော့ပါဘူး။ဒါပေမဲ့သမရထရမ့်ရဲ့ပထမသမရတက်တန်းအနိုင်ရရှိရေးမှာအခေယအကြဆုံးသူလည်းဖြစ်အင်ပီရောမှာသမရရဲ့အထူးအတမင်ခံအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်တဲ့စတီဗ်ဘန်နန်ကတော့သမရထရမ့်ဟာ၃ချိန်မြောက်သမရအဖြစ်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့ထပ်လဲအနိုင်ရအောင်မှာဖြစ်ကြောင်းအကြိမ်ကြိမ်ပြောဆိုနေတာပါ။ အလားတူပဲသမရထွန်းအနီးမှာရှိတဲ့လက်ရှိတာဝန်ထမ်းဆောင်နေကြသူတချို့နဲ့သမရထွန်းကိုထောက်ခံအားပေးကြတဲ့အမေရိကန်ပြည်သူတချို့ကလည်းအဲ့ဒီလိုလှုပ်ဆောင်ဖို့လိုလားနေကြတာကိုတွေ့ရပါတယ်။တကယ်လို့သမရထရမ့်သာဝန်ရောက်ရှင်ပြိုင်အောင်မယ်ဆိုရင်တော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုအရင်ဆုံးပြင်ဆင်ဖြည့်ဆွတ်တာတွေလှုပ်ဆောင်ရမှာပါ။ဖွဲ့စည်းပုံကိုဖြည့်ဆွတ်ပြင်ဆင်ဖို့အတွက်တင်ပြလာတဲ့အဆိုပြုချက်အပေါ်ပထမအဆင့်အနေနဲ့လွတ်တော်နေရာစလုံးရဲ့၃ပုံ၂ပုံရဲ့ထောက်ခံမယ်ရရှိဖို့လိုပါတယ်။ အဲ့နောက်မှာအမေရိကန်ပြည်ထောင်စုအတွင်းမှာရှိတဲ့ပြည်내ပေါင်း90တဲက၄ပုံ၃ပုံရဲ့ထောက်ခံမှုရရှိဖို့လိုပြန်ပါတယ်။နောက်တနည်းကတော့ညီလာခံခေါ်ပြီးပြည်내စုစုပေါင်းရဲ့၄ပုံ၃ပုံရဲ့ထောက်ခံမှုနဲ့လည်းအစိုးပြလာတဲ့ဖွဲ့စည်းပုံပြင်ဆင်ဖြစ်ဆွတ်ချက်အသစ်ကိုအတည်ပြုပေးလို့ရနိုင်ပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့ဖွဲ့စည်းပုံစတင်အသက်ဝင်တဲ့1989ခုနှစ်မတ်လ၄ရက်နေ့ကစလို့အခုချိန်ထိဖြည့်ဆွတ်ပြင်ဆင်မှုပေါင်း28ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပါရခနာကျွန်တော်ဇော်ဝင်လိုက်ပါ